ရွှေဤတဲ့ချမ်းသာကြောင်းကက်တက်ထင်းနေကျွေသွားခဲ့တဲ့စမိုင်းအားလုံးပဲမင်္ဂလာပါရှင် CM Media Plus ကနေတင်ဆက်ပေးနေပါရင်မြန်မာနိုင်ငံကနှုပညာရှင်တွေထဲမှာလက်ရှိဝမ်မော်ရွှေဤကချမ်းသာဆုံးလို့တောင်မှပြောလို့ရပါရင်ကယ်ဒမီပေးဝဲမှာလေတိန်သုံးသိန်းတန်လေဆွဲပရဲ့ကြီးနဲ့ကျွေပြခဲ့ပါရင်အခုတော့ဝမ်မော်ရွှေဤကိုပြန်ကျွေပြတဲ့သူတို့အားရှိလာခဲ့ပါပြီသူကတော့တရုတ်ဆောင်စမိုင်းမေးဖြစ်ပါရင်စပိုင်ကအမေရိကလိုနိုင်ငံမှာတောင်မှတန်းကျယ်တဲ့ထေးတွေနဲ့ကျေပြနေပြီးတော့မြန်မာနိုင်ငံကသူတွေကလည်းသူ့ကိုအတော်လေးအားကြားကြပါရည် အခုလက်ရှိမှာတော့စမိုင်းဟာကက်တကက်ကိုထုတ်ပြလာခဲ့ပြီးအက်ကက်ကဟူမုံရွှေရဲ့လက်ဆွဲထက်တောင်မှဈေးကြီးတယ်ဆိုပြီးတော့ချုပ်ကပြောနေကြပါရီအက်ကက်ကတော့ American Express ဆိုတဲ့ကပ်ပါအက်ကက်ကိုကမ္ဘာပေါ်ကလူတိုင်းမပိုင်ဆိုင်နိုင်ပေမီလီယံနာတွေကသာပိုင်ဆိုင်ခွင့်ရတာဆိုပြီးတော့လည်းသိရပါရီနောက်ပြီးတော့အက်ကက်တွေကိုထည့်ရတဲ့ပတ်စံအမောင်းကလည်းမီလီယံနာတွေတက်နိုင်တာမျိုးပါစမိုင်းကအက်ကက်ကြီးကိုသူ့ရဲ့ social media အကောင့်ကနေတင်ကကြွေပြခဲ့ပါရီ ။မမရွှေကပြည်တွင်းမှာလေဆွဲကြောင်နမည်ကြီးနေချိန်စမိုင်းကလေးပြီးပါးကနေခုလိုမျိုးထုတ်ပြလာတာကြောင့်တော်တော်လေးမခေဘူးလို့ပြောရမှာပါ။ ချမ်းသာချက်ကလေကြောက်စရာကောင်းတယ်လို့ဘာကြောင့်အခုထိချမ်းသာသွားလဲဆိုတာလေအခုချိန်ထိဘယ်သူမှတိကျမသိကြသေးပါဘူး။နာဘီချုပ်ပရိသတ်တွေဆိုရင်အက်ကက်ကြီးဟာမြန်မာတနေငံလုံးနီးပါးကမြေဧရိယာတော်တော်များကိုတောင်မှဝယ်ယူနိုင်ကြောင်းပြောဆိုထားကြပါရည်။ဒီတော့ဝမုံရွှေနဲ့စမိုင်းတို့ကဘယ်သူပို့ပြီးချမ်းသာပါသလဲ။ပရိသတ်တို့မြန်မာရောချမ်းသာတာချင်းတူတူဘယ်သူကပို့ပြီးတော့တင့်တယ်ပါသလဲဆိုတာမှတ်သွားပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။